ခုထပ်ပေါ်လာတဲ့ fighter သန်းစင်ရဲ့တရင်ကြောင့်တိုင်းကလုံးကပရိသတ်တွေကတော်လေးကိုဝမ်းနေမဆုံးဖြစ်ကုန်ကြပါပြီ။သန်းစင်ဟာဒါခွန်မွန်နိုင်ကိုရှုံးခဲ့တယ်။ရှေ့မှာလည်း King Select ကိုရှုံးနေ။အဲ့ဒီရှေ့မှာလည်းကျွန်တော် Surian လက်ကိုရှုံးနေ။အဲ့ဒီရှေ့မှာ Tagiru ကိုရှုံးနေ။လေပွေးဆက်တိုက်ဒါလေပွေးဆက်တိုက်ကိုရှုံးနေထားတာဖြစ်တဲ့အတွက်တော်လေးကို drama ရနေပြီပေါ့နော်။ကျတော့ဒီကနေ့မှာတော့ထိုင်းနိုင်ငံရဲ့ဟိုတယ်တစ်ခုမှာတန်းစင်ကဒါရီယူတူတူနဲ့မှန်ရှိမှာ ပိုင်းကွက်တွေထုတ်ပြီးတော့ဒါစိတ်ယောဂရသွားတဲ့အချိန်ကြီးဆိုပြီးတော့ဒါပရိသတ်တယောက်ကဒင်လိုက်ရကနေ online ပေါ်မှာတတော်လေးကိုပြန့်နှံ့သွားခဲ့တာဖြစ်ပြီးတန်းစီရင်စိတ်ချင်းနေဟာပုံမှန်မဟုတ်တော့ပဲနဲ့ခုချိန်မှာဒါ world championship ကနေလဲစားချုပ်ကိုဖျက်သိမ်းလိုက်တဲ့နေသားမှရှိတယ်ဗျအစမှတုန်းကတော့ဘယ်လိုလဲဆိုတော့ဒါ target group ပေါ့လေ target group ကိုထိုးရတာတန်းစင်ကအများကြီးနစ်လာခဲ့တယ် အဲ့ဒီနင့်နာခဲ့တာဖြစ်တဲ့အတွက်သန်းစင်ကိုဒါ World Championship ကနေကြီးပေးတဲ့အနေနဲ့ပေါ့နော်ဒါဒေါ်လာသသိန်းတန်စာချုပ်ထက်မနည်းတဲ့စာချုပ်ကိုချုပ်ဆူခဲ့တယ်ဒါကြောင့်မလို့လေသူ့အနေနဲ့ရလာမကောင်းပါမယ်လေပွဲတွေတော့ရှောက်ရနေတာဒါသနိုင်းကလုံးကပြိသက်တွေလည်းတတိထားမိပါပါပေါ့နော်ဆိုတော့ဒီကမှာတော့လေးပွဲဆက်ရရှုံးနေဆိုတော့သူ့ဘွားကြီးကအဖက်အဖက်ဆယ်လို့မရတော့ဘူးဒီခွန်မွန်နိုင်တဲ့ပွဲမှာကျတော့သန်းစင်နေနဲ့အများကြီးသူသက်လာတာထွေးရတယ်ပေါ့နော်ဒါမဲ့သူ့ဒီသူသက်မှုတွေကခွန်မွန်နိုင်ကိုဒါ ဘယ်လိုပြောရမလဲအနိုင်ရဖို့တော့မလုံလောက်ခဲ့ဘူးပေါ့လေတန်းစင်ဆရာဖြစ်တဲ့ဒါကျွန်တော်စူပါလက်ကလည်းချုံပွဲနဲ့ဂျုံရတယ်ဆိုတော့ဆရာသမီးညောက်ကတော်တော်လေးကိုဒီ2025ခုနှစ်မှာဒါကန်ဆိုးတဲ့သူတွေလို့ပြောလို့ရတယ်ပေါ့နော်အခုချိန်မှာတော့တန်းစင်ဟာစိတ်ယောဂခန်းစားနေရပြီးတော့စိတ်ကြယောဂခန်းစားနေရပြီးတော့တကာတကာကြိုက်သူကသူနော်ဟိုဟာဟိုထားထူဒီဟာဟိုထားထိုးနဲ့ဒါကျွန်တော်စေုံမှာပြသရမယ့်အချိန်ဒီမှာရှိနေကြောင်းသတင်းတွေထွက်ပေါ်လာတာဖြစ်တဲ့တော့သူရဲ့ပြည်သက်တွေကတော့တော်တော်လေးကိုစိတ်မကောင်းဖြစ်နေကြလည်းဖြစ်ပါတယ်